ားလုံးမင်္ဂလာပါဗျာကျွန်တော်တို့ United Post TV ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဒီနေ့ကကန်သွားတဲ့ Manchester United ဘွဲရဲ့ technical breakdown လေးပေါ့နော်ပကန်သွားတဲ့ Newcastle ဘလို press သွားတဲ့ Manchester United ကဘယ်နေရာတွေမှာမှားလဲဘယ်နေရာတွေကကောင်းလဲပေါ့နော်အဲ့ဒါလေးကို technical breakdown လေးကျွန်တော်ဒီ video လေးမှာတစ်ချက်လောက်ကျွန်တော်ကြည့်လိုက်အောင်ပေါ့နော်ပေါ့နော်ဒါကတော့7 minute မှာ Newcastle United ကအာသူတို့ရဲ့ goal area နားမှာဘောလုံးရတာပေါ့နော်ဘောလုံးရတယ်နောက်ကိုပြန်ပတ်စေအဲ့ချိန်မှာ Manchester United ကပြန်ပြီး press နေတယ် press တဲ့အချိန်ပေါ့နော် ပရက်စင်ရဲ့အချိန်မှာကျွန်တော်ပြချင်တာဒီနေရာပေါ့နော်သူတို့အာဒုတိယပထမပိုင်းပေါ့နော် sorry ပထမပိုင်းပထမပိုင်းမှာ Manchester United ကတကယ်တော့အာပွဲရမျှတယ်ဗျပထမဒုတိယပိုင်းမှာဘာဖြစ်သွားလဲတော့မသိဘူးပေါ့နော်ပထမပိုင်းမှာတော့ တကယ်မျှတယ်ပေါ့မျှတယ်ဆိုတော့တကိုးတကိုးလည်းဖြစ်တယ်ကိုရလက်ကလည်းတကိုးတကိုးဖြစ်တယ်ပြီးလို့ရှိလို့ရှိရင် Newcastle United ကတိုက်တယ်အနဲ့ Manchester United တဲ့ကတိုက်တာလည်းတကယ်တော့မျှတယ်ဗျာ Manchester United ကလည်း counter pressing တွေလုပ်တယ်ဒါ Newcastle ကလည်း pressing လုပ်တယ်ပေါ့တကယ်တော့အဲ့ဘွဲကအရန်ကြည့်လို့ကောင်းဘွဲကပြနေတယ်ဗျာတီးလာနောက်ပိုင်းဒုတိယပိုင်းမှာဒါဘလိုတွေဖြစ်သွားပြီးတော့လေကို၃ကိုပေးလိုက်ရလဲမသိဘူးပေါ့နော်အဲ့မှာဒီမှာဆိုလို့ရှိလို့ရှိရင်ဒီဘက်မှာကျတော့အောက်မှာကျတော့ကနာချိုပေါ့နော်အပေါ်မှာကျတော့ Bruno သူတို့နှစ်ယောက်ကဒီဘက်ကအနောက်ကိုပြန်ပေးနေ ဒါနို့ပြန်ပေးနေတဲ့အချိန်မှာနျူကာဆယ်ရဲ့နောက်တန်းကဘောလုံးရနေတဲ့အချိန်မှာသူတို့ကဒီဘက်ကနေဘလိုပရက်ဆာပေါ့နော်ပရက်ဆာညီမညလိုက်တယ်သူတို့ကပေးစရာနေရာမရှိတဲ့အတွက်အနောက်ကကိုသမားကိုပြန်ပေးလိုက်တယ်ကိုသမားကဒီဘက်မှာလွတ်နေတယ်ထရီပီယာလွတ်နေတယ်ပေါ့နော်ထရီပီယာကိုသူကဘောလုံးပေးလိုက်တယ်ထရီပီယာပေးလိုက်တယ်အဲ့ဒါအမှန်တကယ်ကကျတော့သူတို့ခုနကနေရာပရက်ဆာရတကယ်တမ်းကျတော့သူတို့ကဘယ်လိုပြောမလဲထောင်ချောက်သလိုမျိုးသဘောမျိုးပေါ့နော်ညမှာမန်ချက်စတာယူနိုက်တက်ရဲ့အထောင်ချောက်ပေါ့နော်အဲသူတို့ကဘာလို့တော့အနောက်ကအလေတန်းကနေတောက်လျှောက်အဲ့လိုမျိုးလိုက်လာပြီးတူတူပရက်ဆာပေါ့နော်အဲ့မှာဆိုလို့ရှိရင်ထရီပီယာဘောလုံးရသွားထရီပီယာဘောလုံး ရသွားတဲ့အချိန်မှာသူ press ပေးလိုက်တဲ့အချိန်မှာချက်လောက်ကြီးကြီးလိုက်အကုန်လုံးက new manchester united player တွေအကုန်လုံးက newcastle player တွေကိုအကုန်လုံးကိုသူတယောက်တယောက် member gain လို့မျိုးတယောက်တယောက်အကုန်လုံး press ပြီးသွားပြီ press ပြီးသွားပြီဆိုတော့အဲ့ဒီအချိန်မှာသူတို့မှပေးစရာမရှိတော့ပေးစရာမရှိတော့ဘူးအဲ့ဒီအချိန်မှာသူတို့ counter pressing ပေါ့နော် manchester united counter pressing ပေါ့အဲ့ဒီမှာ pressing တဲ့အချိန်မှာသူကပေးစရာမရှိတော့ဘူးအဲ့ဒီနေရာမှာ ဘောလုံးပြတ်သွားတယ်ညိုကာဆယ်ကအဲ့မှာအယ်ရီဆန်ဘောလုံးရသွားပါဘောအယ်ရီဆန်ကပြရတယ်ဘာဘရူနိုကိုတစ်ပတ်ပေးလိုက်တယ်အဲ့ချိန်မှာဇက်စီရဲ့လို့ပြောမယ်ဇက်စီနဲ့ဟွိုင်လန်နဲ့ကွာတာတွေပေါ့နော်ဇက်စီရဲ့ပါစင်ကောင်းတာတွေဘောလုံးလာဘောပလေးရပေါ့နော်ဘောပလေးရဖြစ်တယ်ဆိုတော့အဲ့အရန်ပြရတယ်ဗျဇက်စီရဲ့1 touch နဲ့ဘရူနိုနဲ့ပေးလိုက်ဒါလေးကလည်း training ground မှာသူတို့ train ထားတာဗျဒီတေးကြတယ်ဒီဟာကဒီပွဲမဆခင်တည်းက Newcastle နဲ့ကင်မှာဒီလိုမျိုးသူတို့ pressing လုပ်မယ်ဒီလိုမျိုးရလို့ရှိရင်ဒီလိုပြန်လုပ်မယ်ဆိုတော့သူတို့ကအလုံးဝအတိအကျ train ထားတာပေါ့နော် training ground practice တွေဗျာဒါတွေอ่ะအဲ့ဒါ Bruno ဘောလုံးချပေးတဲ့အချက်ချင်း Bruno ကဒီမှာကြာအဲ့ goal မာတွေက goal သင့်တာ goal ကမဆိုတာဒါကတော့အာမ goal လိုက်တာပေါ့ goal ရသင့်တာပေါ့နော် wide မာတွေက 1C ဖြစ်သွားပါဗျာ ဲမှာစီရရတဲ့ဘောလုံးကြီးကန်လိုက်တယ်ဒါကတော့ခုနကကျွန်တော်ပြော Manchester United pressing ပြတယ်လို့မျိုးဒါကတော့ Newcastle pressing ကိုကျွန်တော်ပြပြမတူတာပေါ့နော်ဒုနာ Manchester United ကကြာတင်းလုံး press ပြီးမယ် Newcastle ကကြာတော့ press တဲ့ပုံစံ Premier League မှာတခြားလူတွေမတူဘူး Eddie Howe ရဲ့ pressing ပေါ့နော် Eddie Howe ရဲ့ pressing ကကြာတင်းနေတယ်မတူဘူးပြအဲသူကကြာတော့ ဘလို့ပြောလဲအခုဆိုလို့ရှင်လို့ရှင်လာတဲ့ချိန်မှာ EZ ဆက်ပြီး press တယ် EZ ဆက် press မှာ EZ ကသူ့နေရာဖြစ်သွားတယ်မှာသူရက်လိုက်တယ်အဲ့ချိန်မှာဆက်ပြီးဂျိုးလင်းနဲ့ press တယ်ခလားဂျိုးလင်းနဲ့တယောက်ချင်းစီ press တာကျန်တဲ့လူတွေအကုန်လုံးကကြာသူ့နေရာမှာသူယူထားတယ်သူ့ position ပေါ့နော်တခြား member game ဖြစ်ပဲသူ့ position ကသူနေနေတယ်အဲ့ချိန်မှာဒါပေမဲ့တကောင်ကအဲ့လိုမျိုးထွက်ပြ press တာ press 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 ပြီးလို့ရှင်လို့ရှင်အဲ့ကောင်ကစပြလို့ရှင်နောက်တစ်ယောက်က press နောက်တစ်ယောက်က press အဲ့တော့ကောင်းတာအချက်ကကြတော့ဘလို့ပြောမလဲကျန်တဲ့လူတွေအတွက်ဟို high pressing လုပ်နေတဲ့အချိန်မှာ ပွဲလည်းမပန်းတော့ဘူးဗျာတည်လားပြီးတော့ position လည်းအနောက်မှာကာထားပြီးသားဖြစ်တယ်ဗျာတသိန်းလုံး press ဆိုလို့ရှိရင်တစ်ခါလေတယောက်ကလိုက်လာပြီးတယောက်ကမလိုက်လာအဲ့လိုမျိုးတွေဖြစ်တတ်ပြီးတော့လွတ်တယ်အကုန်လုံး၃ယောက်၄ယောက်လောက်က press ရင်တယောက်ကမ press လိုက်လို့ရှိလို့ရှိရင်၃ယောက်၄ယောက်ကမောတာပဲဖတ်တင်တာဗောနော်အဲ့လိုမျိုးမဟုတ်ဘူးဗျာတခြားလူတွေကတော့ထိုင်နေတယ်တခြားလူတွေကတော့စားပြတယောက်ချင်းစီပဲ press အခုဆို Jolin တဲ့ press ရင်မ Jolin press ရယ် press ရယ် press ရယ်သူဘောလုံးမရအောင်မရတဲ့ချိန်မှာအခုလည်းကြာရောပြောင်းသွားတိုနာလီပြောင်းသွားတိုနာလီကမှ press ပါဗောနော်ဒီမှာဆိုလို့ရှိရင် Jolin တဲ့ press ရယ်အဲ့ဒါတော့ပထမ goal ရသွားတယ် ုကစပရမာကိုရသွားတော့ဟာဖြစ်တာဗောနဂျိုလင်နဲ့ press ပါဗျာဂျိုလင်နဲ့တယောက်တည်း press နေတယ်ဒါပေမဲ့သူတို့ကဂျိုလင်နဲ့ကိုဟိုဘက်ကိုကျွန်သွားတယ်သူတို့ press မရမရတော့အဲ့ချိန်မှာ Lindelof ball လုံးရတာဗျာ Lindelof တို့ပါတော့အဲ့နေရာမှာလိုသွားတာဗောနတခြားလူတွေကကျွန်တော်ခုနပြောသလိုသူနေရာနဲ့သူယူထားတယ် man marking ရတယ် Lindelof တဲ့အချိန်ရတာက2စက္ကန့်3စက္ကန့်လောက်အချိန်ရတယ်ဘာလို့ဆိုလုံးဂျိုလင်တက် press ပြီးတော့ကျွန်သားသွားတယ်သူပြန်ပြီး press အနောက်ကနေပြန် press ဆာအဲ့တော့သူ Lindelof ကဘောလုံးရပြီဒီဘက်ကိုလှည့်လိုက်တဲ့အချိန်မှာသူ့ရဲ့အနောက်ကနေပြီးတော့သူ့ရှေ့ကိုလာနေတာဗောနသူတိတယ် တော့သူမှနှစ်ဆက်ကတော့အဲ့ဒီချိန်မှာတကယ်ဘောလုံးကစားနိုင်တယ်ဘောလုံးကဘောပလေယာကောင်းကောင်းတော့တန်သမားဆိုလို့ရှိရင်အဲ့နေရာမှာသူလှည့်တာလို့လို့ကိုကြိုလင်းတော့ထားခဲ့ပါတော့နေတာတော့လုံးနိုင်ဒါပေမဲ့ Lindelof ဆိုတာအဲ့ skill တွေလိုနေတာပေါ့နော်အဲ့ skill တွေလိုတဲ့အခါမှာသူ့အနေနဲ့သူ့အနောက်ကနေ လက်ကြိုးလေးတန်းလဲ press ပြီးအဲ့မှာသူဘယ်နေရာကိုလဲပေးရမယ်လဲမသိတော့အဲ့ချိန်မှာသူကောက်ပြီးတော့ဘောလုံးပေးလိုက်တယ်ဘောလုံးကအဲ့နေရာမှာပြတ်သွားတာပေါ့နော်မပေးသေးတာဘောလုံးကအဲ့မှာပြတ်သွားတယ်ဘောလုံးကပြတ်သွားပြီးခုမှရသွားတယ်ပြီးလဲပြောအဲ့အဲ့ပါပဲသူအဲ့လိုမျိုးပေးလိုက်တယ်ဘောလုံးဟိုဘက်ကရသွားတယ်အဲ့ချိန်မှာဒီဘက်ကညူကဆီကပြန်ပြီးတော့ counter pressing attack ပြန်လုတ်တဲ့အချိန်မှာသူပထမအဆုံး goal မှာမှားတာပေါ့နော်အဲ့ဒီနေရာမှာ Lindelof ကျွန်တော်ပြောပထမဗီဒီယိုမှာကျွန်တော်ပြောတယ်သူရဲ့ goal line ကပေးလိုက်ရတယ်တကယ်တမ်းကျတော့ လေးကိုလေးကိုမှသုံးကိုပေါ့သုံးကတကယ်တော့ Lindelof အမားတွေပဲအကုန်လုံးကအဲ့မှာဗျာသူ့အနေနဲ့ဒီ Man U မှာကန်လာတဲ့နှစ်ပေါင်းနဲ့မြဲဒီလောက်ဥစား AI experience ရှိတဲ့ကစားသမားတယောက်ဖြစ်တဲ့နေဗျာဒီလား Isaac ကအနောက်မှာလွတ်သွားတယ်ဒီမှာကျွန်တော်တို့ကအစိမ်းအောင်လောက်ထားတဲ့နေရာမှာပေါ့ Isaac ကလွတ်သွားတယ်သူ့ဘောလုံးကိုဒီဘက်ကိုပြီးဒီဘက်ကိုသွားပြီးပြီးမပြီးဟိုမှားတာဗျာတက်တာမှာသူမမှန်းတက်တာ အဲ့မှာဇီဇက်ကရသွားတယ်ဒီလိုပရီးမီးယားလိလိုမှာအဲဇီဇက်တို့လိုမျိုးဘောလုံးသမားဆိုတာဘောလုံးရသွားတဲ့အချိန်မှာဆိုလို့ရှိရင်ဒီမှာကြည့်ကြည့်သူ့အတွက်အချိန်ကြီးများရအောင်ချက်ချင်းတိုနာလီကိုချပေးလိုက်တိုနာလီကလွတ်သွားတယ်တိုနာလီရဲ့အဲ့တော့ကလေတိုနာလီရဲ့ပြေးတာလေကုနာကဗီကုနာလည်းတောက်လျှောက်ပေါ့နော်အဲ့မှာလေတိုနာလီရဲ့ position ယူတာလေတကယ်ကောင်းတယ်ဗျတကယ်တော့တိုနာလီကအမှန်တကယ်ကျိုးလင်းတယ်ကုနာ press နေတော့တိုနာလီကအောက်ကအောက်ကနေတောက်လျှောက်တက်လာတာ တက်လာပြီးလဲပြီးတော့ပြီးတော့အဲ့နေရာမှာသွားပြီးတော့ isen နဲ့ base site အမှန်တကယ်တုံလာ isen ဆက်တယ် defensive တမပါတယ်လား defensive be feed တမတမသူ့ရဲ့ possession unit ကတကယ်ကောင်းလာအဲ့နေရာယူသွားတယ်ပတ်လွတ်ထွက်သွားတယ်အာအမှ isen ချပေးလိုက်တယ်ဘောလုံးတုံလာနေဘောလုံးရသွားတယ်ဘောလုံးအဲ့မှာနေတကူပေးလိုက်ရတာပေါ့နော်အဲ့မှာတကူပေးလိုက်ရပထမအဦးဆုံး goal ဒါကတော့ Manchester United counter pressing ပေါ့ Ugarte ကအဲ့ဒီပွဲမှာတကယ်ကောင်းတာ Harrison နဲ့အလဲတန်းမှာ Ugarte ကတကယ်တော့ Ugarte တယောက်တည်းပဲကစားနေတယ်လို့မျိုး Ugarte ရဲ့ pressing ကအရင်ကောင်းတယ်ဒါ counter pressing ပေါ့နော် Jolie Nation ကနေတောက်လျှောက်ဒီကောင်ဘောလုံးလိုက်ယူတယ်ဘောလုံးရသွားတယ်ပြန်ထန်းလို့ဒီအဲ့ဒီနောက်မှာအာ Amorin ပေါ့နော် Amorin ရဲ့ကျွန်တော်ပြောတာဒီ sporting မှာလည်းတောက်လျှောက်အမိုရဲ့နာမည်ကြီးလာတာဗျာဒါသူ့ရဲ့ sporting သင်ကောင်းလာတာဗျာဒီအဲ့ဒီ counter pressing နဲ့ attacking လောက်တာဗျာတည်လားသူ့ရဲ့ attacking လောက်တဲ့ဟာသူက counter pressing လောက်ပြီးတော့အဲ့ဒီမှာသူကအရန် transition ပေါ့နော် transition အရန်ကောင်းတယ်အမိုရဲက transition အဲ့ဒီဟာတော့အခုလက်ရှိအထိလဲ real league မှာ transition အကောင်းဆုံးလို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ counter pressing လောက်ပြီး transition လောက်တဲ့အချိန်ဆိုလို့ရှိရင်အခုဆိုကြည့်ကြည့်လိုက် Newcastle ရဲ့နောက်တန်းလုံးဝပုံပြတ်သွားတာ မျိုးခစားလို့တော့တန်းလုံးဝပုံပြပြီးနေရာတွေဟထွက်သွားတယ်အဲ့ဒီမှာဝင်းဘက်တည်းရဲ့အရေးကြီးရဲ့သူမော်ရီယက်စနစ်မှာကစားတဲ့ပုံစံမှာအဝင်းဘက်ဘလောက်အရေးကြီးလဲဆိုတာဗျာဝင်းဘက်တည်းဘလောက်ရေးဆိုတာဒီမှာသူဒက်လော့ပေါ့နော်ဘောလုံးဒက်လော့ရတယ်နေရာတွေဟာအဲ့ခါမှာသူအမဘောဒီဖစ်စကာကောင်းကောင်းနဲ့ဆွဲဆွဲဝင်သွားတာပေါ့နော်အဲ့ဒီလွတ်သွားတဲ့နေရာကိုသူဆွဲဝင်သွားတယ်ပေါ့နော်အဲ့မှာကနာချိုချပေးလိုက်တဲ့ကနာချိုကိုသွင်းသွားတယ်ပေါ့နော်အဲ့ကနာချိုကိုကလည်းတော်တော်လှတယ်ကိုဗျာအဲ့သူလာတဲ့အချိန်မှာသူသွင်းတာလည်းတကယ်တော့တကယ်ကောင်းတယ်ကိုပေါ့နော် ကိုသွင်းသွားပထမအဲ့မှာတကူ1 1 1 1ရယူအားတည်လာပထမပိုင်းကျွန်တော်ပြောတာပြီးရဲ့ဒီဒုတိယပိုင်းပွဲစကန်နေချင်းတကယ်ပြောတာညူကာဆယ်လို့သိမှမန်ယူကန်နေရဟာသူပြောမဲ့ဒန်းတူပြကန်နေတာလုံးဝဟိုအသိရတာလေဒီမှာဆိုတော့မဟုတ်ဘူးတကယ်တော့ အဲ့မှာသူတို့တကောတကောပြန်ရသွားတယ်။အဲဒီနေရာမှာကျတော့သူတို့အာမဘရူနိုပြတာဘရူနိုကျွန်တော်ပြတာဘရူနိုကသူအဲ့မှာပြတယ်။သူစိတ်တွေစိုးနေတာပြကျွန်တော်ကလင်ဒလော့ကိုသူလှမ်းပြတာအဲ့ဒါ။ဒါဆိုအဲ့မှာကြီးလင်ဒလော့ပေါ်ဆုံးရတယ်။လင်ဒလော့မမြင်တာပေါ့နော်ကျွန်တော်ပြောပြောနေတယ်ဘရူနိုနဲ့မန်ချက်စတာယူနိုက်တက်အသင်းကတသိန်းလုံးနဲ့ဘရူနိုနဲ့မှာဆိုလို့ရှိရင် level ကတစ်စိတ်กว่าနေရဗျာ။ဒီလားပွဲထဲမှာကန်ဘောလုံးကန်နေမြဲအမြင်ပေါ့နော် technical အမြင်နဲ့သူဟိုဘယ်နေရာမှာဘယ်လိုမျိုးဒါတွေကဒါတွေကပွဲမဆခင်မှာ နီးပြတွေတို့ training မှာတို့လှုပ်ထားလို့ရပြီမဲ့ tactics တွေချတာလို့ရပြီမဲ့ပွဲထဲမှာဖြစ်လာတဲ့အခြေအနေပေါ်မှာပူတည်ပြောဟိုအကွက်မြင်နိုင်ရအကွက်မြင်တင်တာပေါ့နော်အမှ linalog flow ဆိုလို့ရှိရအကွက်မမြင်တာဟောရတည်လာအချိန်တော့ကျွန်တော်ပြောပြီးလို့ရှိရင်လည်းကျွန်တော်ပြမယ်နောက်တစ်ခုပေါ့ဘယ်တစ်ခုသာ mazarovi နဲ့ go ပါဆိုလဲ safe play ပေါ့နော်သူက safe play အရင်ကစောရအရင်တော့နေရတဟန်မတိုင်ခင်နေအဲ့လိုသူကအနောက်ကိုဘောလုံးပြန်ပေးတယ်အာဒီနေရာမှာတဲ့ maguire နဲ့ပေးလိုက် linalog နဲ့ပေးလိုက်နေအဲ့မှာဘောလုံးကတက်မလာတော့ဆိုတော့အဲ့ဒါပြော linalog ကဒီမှာလွတ်နေတယ်မှာ bruno က က်ညှိုးထိုးပြနေအဲ့နေရာကြီးဟာနေအဲ့နေရာကိုအကုန်လုံးပေးဒီဘက်ချမ်းကိုပေးပြီးဒီဘက်ပြေးဆိုတာသူပြတာအဲ့ဒါကိုမပြေလင်းတော့ရောရိုးပြန်ပေးတယ်ပေါ့နော်အဲ့ဒါအဲ့ဒါကျွန်တော်မမြင်တာပေါ့နော်အဲ့မှာပေးလိုက်တယ်ရောရိုးဘောလုံးရသွားတယ်ရောရိုးကအနောက်ကကိုသမားကိုပြန်ပေးလိုက်တယ်အဲ့မှာပြီးလဲပြီးတော့ ရင်သားနေပြီးတော့ဒလော့ကိုပေးလိုက်တယ်ဒလော့ဘောလုံးရတယ်ဒလော့ဘောလုံးရအဲ့နေရာကိုသူ attack လုပ်တာဗျာသိလားဟုတ်ကျွန်တော်ကဘရူနိုပြနေဟာနေတဲ့နေရာကို attack လုပ်တယ်အမသူက physical ကောင်းကောင်းနဲ့တော့ဒလော့ကတော့တော့ကောင်းတယ်ဗျာဟိုရှေ့ကို driven ပေါ့နော် forward run နေပေါ့အမဒေါသလုပ်တယ်ဘရူနိုနောက်ကနေလိုက်လာတောက်ချဘရူနိုရဲ့အမြင်များသိလားအဲ့မှာသူသူမြင်နေတာခဏချိုလောက်တယ်သူဘောလုံးတောင်းတယ်ဗျာတကယ်ဗျာအဲ့ကောကိုအဲ့ကိုလည်း goal နိုင်တယ် goal နိုင်တယ်တော့မဟုတ်ဘူးပေါ့နော် goal chance create နိုင်တယ်ကိုဗျာသိလားဗျာကောင်းတယ်ဒါကတော့ ဒုတိယအလုံးဒုတိယပိုင်းစပြီးအချိန်မှာဒုတိယအလုံးဒုတိယအလုံးမှာကျွန်တော်ပြချင်တာက Lindelof နဲ့ Yoro ပေါ့နော်အဲ့ဒါအများတို့လည်းတီးပြီးသားတော့ဖြစ်မှာပါဒီဟာကဒီဘက်ကိုရောက်သွားတဲ့အချိန်မှာအဲ့နှစ်ယောက်ကကျွန်တော်ပြတာလीဘာလို့နေလဲပါဟာဗီဘတ်ဟာဗီဘတ်သူတို့ဂျာတွေကနေပြီးအလေကနေပြီးတော့ဝင်ပြီးတော့ ကိုသွင်းသွားတာဗျာဒီလား Lindelof တို့လည်းနေတယ်ဒီနေ့မှသူတို့ပြန်ကက်ကတော့မယ်ချိန် Euro ဆိုတော့ကာတော့မယ်ချိန်အနောက်ကိုအဝဲမရှိတာပေါ့နောက်ကိုဘာဘယ်သူလာနေလဲဆိုတော့သူတို့မသိတာပေါ့အဲ့ဒီမှာဘောလုံးပုံမှာသွားပြီးအာယုံရနေတာဗျာဒီလားအဲ့ဒီမှာရက်နေတယ်သူတို့ဘေးနားလူတွေဘယ်သူတွေအတိတ်လုံနေပါအဲ့ဒါသူမသိဘောလုံးနေရာကိုသွားပြီးအာယုံရောက်နေတာအဲ့ဒီမှာမတ်တကြီးရက်နေတယ်လူမကြာကိုကိုရသွားတာပေါ့နော်ဟာပြီးပန်းစားလေးကနေပြီးတော့ကိုသွင်းပြီးတော့ဒီလုံးကတော့ Euro ပါစင်ပေးတာဗျာပါစင်ပေးတာပြတ်သွားတာဗျာ အဲ့ပွဲမှာဒုတိယပိုင်းပေါ့နော်အခု90မိနစ်90မိနစ်ဖြစ်နေပြီ၃ဂိုး၃ဂိုးဖြစ်နေပြီပေါ့အဲ့အချိန်မှာအာပထမဘော်ရီတော့ပြောတယ်တခြားအမိုရင်တို့ဘာလို့လဲပြောတယ်ပေါ့နော်အာဒီပွဲက tactical တို့ဘာလို့ထက်တဦးချင်းစီအမားလေးအများကြီးနဲ့ရှုံးနေတဲ့ပွဲပေါ့နော်ဒီပွဲကတကယ်ပြောတာမဟုတ် tactical တို့ဘာလို့တကယ်ကောင်းလဲပထမပိုင်းတော့ချီချီသူကသူ့မတို့ကကိုအားသူ့ပါနှစ်ယောက်ကန်နေတာတကယ်ပြောတာနင်းလားငါလားကန်နေတာ ဒါပေမဲ့ဒီလိုမျိုးတယောက်တယောက်ရဲ့အမားတွေပေါ့နော်ဟိုဘက်က pressure ပေးတာလည်းပါပါတယ် pressure ပေးတာလည်းပါတယ်ဒါပေမဲ့သူတို့နေနဲ့အဲ့ဒါဟို skill ကောင်းကောင်းမရှိတဲ့လူပေါ့နော် train လုံးနိုင်နေလှဲ့နိုင်နေပြီးတော့ရှင်ဘောလုံးကိုထားဒီဘက်တစ်ဖက်သင်းကိုထားခဲ့ပြီးဘောလုံးရှေ့ဆွဲဝါနိုင်နေ line တွေကို break နိုင်နေအဲ့လိုတမားတွေမရှိတာအရင် skill တမားတွေမရှိအောင်နော်ရောရောဆိုတဲ့ဒီမှာပါစင်မှားသွားတယ်ဗျအဲ့မှာကျွန်တော်စကြည့်ကြည့်ရတာဗျဒီမှာဗျ ီမှာဒါ state ပေါ့နော် state ကအဲ့ဒီပွဲမှာဟိုဘောလုံးပေါ့နော်အရေးကြီးအရေးပါတဲ့နေရာမှာဘောလုံး lose တာတကယ်ပြောအဲ့ဒါ danger zone ပေါ့ danger zone မှာဘောလုံးပေးရတာအလုံး90ဗျာသိလားအလုံး90အဲ့ဒီလုံး90က၅လုံးကကြတော့သူကိုဘက်ကတခါလေကိုပေါ့ကိုချင်းချောက်ပူပြုတ်လုံနိုင်တယ်ဗျာအလုံး90လုံး90ဆိုတာပြင်းနစ်90မှာဆိုတွက်ကြည့်လိုက်လို့ရှိရင်2မိနစ်1မိနစ်2မိနစ်3မိနစ်မှာတလုံး မန်ချစ်စတာယူနိုက်တက်ကဘောလုံးမှားမှားပြီးပြေးနေတာအဲ့နေရာပွဲမှာဆိုဘလုံးမဘလုံးလို့ပွဲဘလုံးမနိုင်နေရအကြောင်းရှိဘူးဗျာကျွန်တော်ပြောတာအဲ့ဆက်ကတကယ်ကြောက်ဖို့ကောင်းတယ်ဗျာဒီလားပြီးလို့ရှိရင်ဒီမှာကြည့်လိုက်အာဒါကတော့အခုလက်ရှိပေါ့နော်ပရီးမီးယားလိ အာဒုနာပြောပြောအနေရ danger zone ပေါ့အဲ့ရဆိုကျွန်တော်ကိုကိုရီရဲ့ binary area စီနာမှာတို့ဒီဘက်ချမ်းပါတော့ကိုဘောလုံးမရှုံးသင့်တဲ့နေရာပေါ့နော်ဘောလုံးမရှုံးသင့်တဲ့နေရာမှာဘောလုံးသူများတစ်ဖက်သင်းကိုပေးလိုက်ရတာက Manchester United ကအာ Premier League တခုလုံးမှာဒုတိယအနေဆုံး Crystal Palace တို့အမှ Crystal Palace ပဲရှိရတယ် Manchester United ကဒုတိယအနေဆုံးအာအလုံးတရားကဘလို့ဖြစ်လို့ဘလို့မှ Amorin ဘလို့ပြောမလဲ အခုရှုံးနေရတဲ့ဟာတွေရဲ့ဒီဟာတွေကပြတာဗျာဒီလားအမောရင်ပွဲတွေတောက်လျှောက်ရှုံးနေဒီဒီဒီအာဒေဗယ်ရဲ့အောက်ဆုံးမှာကန့်နေတယ်ဘာကြောင့်လဲဆိုတာဒါတွေကပြတာဗျာဘောလုံးတွေ loose ဖြစ်နေတယ်အမောရင်ရဲ့ system နဲ့ကစမကစားနိုင်ဆိုတာ ပြတာခုနလိုမျိုးဘောလုံးကို Lindelof လိုလိုမျိုးဘောလုံး skill သမားတွေ train နိုင်တဲ့သမားတွေခုန Ugarte လိုခုန Delop ပြီးသွားတယ်လိုမျိုး run နေအဲ့ဒါမျိုးတွေကိုပေးနိုင်ဖို့ transaction လုပ်ဖို့အတွက် transition ဖြစ်သွားရင်တော့ကောင်းတယ်အရင်ကောင်းတယ်ပဲ Manchester United transition ကိုပြတ်သွားလို့ရှိတယ်တပတ်သေးကဟောတကယ် goal chain ကြောက်နိုင်တယ် Sporting တော့ကလည်းတကယ် Manchester City Guardiola တော့ဟောငါမှ Sporting ကိုမနိုင်ဘူးဆိုတာအဲ့ဒါလေးပဲဘလို့သူတို့ attack 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 လုပ်နေခံနေပြီးလို့ရှိလို့ရှိရင်သူတို့ transition လုပ်သွားပြီးရှိရင်တကူပါသွားအောင်အဲ့လိုမျိုးအရင်ကောင်းတာပေါ့နော်အခု Manchester United မှာ အဲ့လိုမျိုးတို့လုတ်ပေးနိုင်မယ်ဘောလုံးတမမရှိတော့အခု Manchester United ကအရှမ်းဒုက္ခရောက်နေတာပေါ့နော်အဲ့တော့ဒီမှာဆိုလဲအဲ့မှာကျွန်တော်တို့ကပေးလိုက်တာမှားပါသွားတာပေါ့နော်ဒီမှာကကြတော့ ဥသာဦးကမက်ဇရာဝီမှားသွားပြီးတော့ဘောလုံးဂိုးသွားတဲ့အလုံးပေါ့နော်ဟိုကနေဘောလုံးပေးလိုက်တယ်အဲ့မှာမက်ဇရာဝီဘောလုံးရသွားတယ်အဲ့မှာလင်ဒလော့ကိုတစ်ချက်ကြည့်ကြည့်လင်ဒလော့ကဂိုးသမားကိုလန်လန်ညှိုးထိုးပြနေတယ်မက်ဇရာဝီကိုပြောချင်တာကသူအနောက်ကိုပြန်ပေးပေါ့နော် safe play ပေါ့နော်အဲ့ဒီအချိန်မှာနှစ်ဂိုးတကိုးရှုံးတယ်မက်ဇရာဝီရဲ့ခေါင်းထဲမှာကျွန်တော်နားလေဗျာသူ့အတီးတယ်ဆိုဘာလို့ဆိုဒီဘက်ချမ်းမှာကြည့်ကြည့်လိုက်ဒီအလုံးကဒီဘက်ကို pressing လုပ်အောက်မှာဒိုဂူလွတ်နေတယ်ဒိုဂူတယောက်လွတ်နေတယ်အဲ့တော့ သူ့အနေနဲ့ဘယ်လိုပြောမလဲဆိုတော့ risk ယူလိုက်တာပေါ့နော် risk ယူလိုက်တာသူသူ့သူ့ရဲ့ scale နဲ့သူယုံတာပေါ့နော်အဲ့နေရာမှာသူလှည့်လိုက်မယ်လှည့်လိုက်ပြီးလောက်အောင်ကောင်းကိုလုံးလိုက်မယ်ပြီးွားလို့ရှိရင်ဒီဘက်ကတော့ဟို cross switch ပေးပဲပေါ့နော်သူအဲ့လိုမျိုးလောက်တာအဲ့လိုမျိုးလုပ်မယ် cancel စွာနဲ့ပဲကိုင်းကချောနေရပါကြောင့်ချောလဲကိုင်းကချောပြီးချောလဲသွားတယ်ပါသွားတယ်ဒါပေမဲ့လည်းကျွန်တော်ပြောတာပါသွားပေမဲ့လည်းဒီနေရာမှာ Lindelof နဲ့ အဲအနောက်က Erison နဲ့ကလိုက်နေတယ်ဗျာသိလား Lindelof တို့ physicality မရှိတာဗျာဖက်ကိုကပြီးတော့ဘောလုံးကိုကိုသွင်းသွားတာပေါ့နော်ဒီလုံးကကျတော့ကျွန်တော်တို့ဟိုစားပေါ့နော်ကိုကိုသမားဘယင်တာရဲ့မားတဲ့အလုံးမားရဲ့လုံးကသူ့အနေနဲ့ဒီမှာပေးလိုက်တာပေါ့နော်အဲ့မှာပေးလိုက်တဲ့ကိုဝင်သွားတာပေါ့နော်အဲ့မှာဆိုတော့ကျွန်တော်ပြကျင်တာဒီမှာကြည့်ကြည့်ဗျဒီမှာကြည့်အမိုရင်ရဲ့ system ပေါ့နော်အဲ့တော့ကျွန်တော်ပြောကျင်တာကအဲ့ဒီအချိန်မှာ คุณน่ะก็กูบ่เนาะไอ้มาปริญญาก็ตัวดีแบบก็ตัวปาซินไปมาบ่เนาะปาซินไปแบบสมมุติฉันจะบอกอ่ะตัวบดุก็ไปมาเลยจนเนี่ยตัวบลุก็ไปมาแมนูกาเซ่ก็เลยดีหากูติเลยเปียนูกาเซ่เยไม่ห่อกูพรีเมียร์ลีกอตินตลอดๆแมนเชสเตอร์ยูไนเต็ดเนี่ยแกมีสมมุติฉันตัวพวกก็โจกูติเนี่ยพี่โจติเนี่ยพี่สรอ่ะอย่าบลุบอกไม่ได้สรอ တို့ဝင်းတစ်ဖက်ကို switch လုပ်မယ်ဟိုမှာဆိုကျွန်တော်ပြတာ printer နေပြီးတော့ကိုသမားကနေပြီးတော့ဟိုဘက်ကတလော့ကိုပေးမလားတလော့ကိုပေးမယ်ဆိုလို့ရှိရင်ဒီဘက်မှာတခါလိုက်လာပြီကတ်နေပြီသူ့လက်ဘက်ကဒီဘက်ကဒိုကူကိုပေးလို့ရှိရင်အောက်မှာနှစ်ယောက်တော့ရှိရဲအဲ့ကောင်ကတခါကစင်ကတ်လိုက်မယ်အဲ့တော့သူတို့မှာတကယ်ဝင်းကောင်းဝင်းကကောင်းကောင်းမရှိ sport day မှာလိုဝင်းကကောင်းကောင်းမရှိဘောလုံးရတဲ့ကောင် twist နဲ့ turn နဲ့ပြီးတော့ရှိအဲ့ကောင်လာကတ်တဲ့ကောင်ကောင်းကောင်းလေး skill ကြီးပြသွားပြီးထွက်သွားပြီးပေးထွက်သွားမယ်တယ်လားအဲ့လိုမျိုးနဲ့အရှိကိုဆွဲတယ်ပါမယ်အဲ့လိုမျိုးတင်နိုင်မဲ့ဝင်းကမရှိဘူး မကောင်းဘောเนาะအဲ့တော့သူ့အနေနဲ့ပေးရဒီဘက်လည်းပေးလို့မရဟိုဘက်လည်းပေးမရသူပေးလို့ရတာဒီအလဲတွေကပေးလို့ရတာဗောနော်အဲ့တော့ပေးလို့ရတာဆိုတော့သူအဲ့ဘက်ကို climbing cross ရမှာဟိုကောင်ကောင်ဟိုဂျိုလီနဲ့ကောင်နဲ့ထိသွားတာဗောနော်ဒါပေမဲ့ကျွန်တော်ပြောရရင်အဲ့မှာ Newcastle တို့ Newcastle နေမဟုတ်ဗျသူတို့ press ထားတာဗောနော်အဲ့နေရ press ထားတင်းညာ box လုပ်ထားတာ Newcastle ရမဟုတ်ဘူးဗျကျွန်တော်ပြောရရင်ဒါမှဒီဒါကဟိုဘက်ဒီဘက်ဗောနော်တွေ့ရပိုင်းဖြစ်သွားတယ်ဆိုလို့ရှိရတော့ဒါကအဲ့နေကဆိုလို့ရှိရရှင် ခုနလိုဖြစ်တဲ့ဟာကမဇရာဝီကအနောက်ကိုဆင်းသွားတယ်။ယော်ရိုကဆင်းသွားတယ်ပေါ့နော်။အဲ့မှာယော်ရိုကဆင်းသွားပြီးတော့ okay ဟိုဘက်အသင်းကကြတော့ဒီမှာ press ရပါပေါ့နော်။မတော်ရ press ။အဲ့တော့ဘာလုပ်လဲဆိုတော့သူတို့က ဒီမှာတော့ Oga De ပေါ့နော် Ericsson ကဒီရှေ့ကိုတက်သွားတာပေါ့နော်ပို့ပြီးတော့ဆိုရှေ့ကိုတက်နိုင်တဲ့ကောင် Davansit နဲ့နဲ့ပိုကောင်းတဲ့ကောင်အနောက်မှာတကောင်ချန်ခဲ့တယ် Lindelof လို့လို့လို့ပြောတဲ့ကောင်ကဒီဘက်ကိုတက်သွားတယ်ဒီလိုပုံစံနီးနဲ့ပေါ့နော်ဒီလိုပုံစံနီးနဲ့သူတို့ကပြန်ပြီးတော့ထုတ်တာပေါ့အဲ့ချိန်ကြလို့ရှိလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကိုသမားကဒီဘက်ကိုပေးမလားအမမို့လို့ချင်းဒီဘက်ကိုပေးမလားသူဘလို့ပဲပြောပြကျွန်တော်ခုနပြောသလိုပဲဒိုကူလို့ပါလို့အဲ့ညမှာကတ်နေပြီ ပရီးမီးယားလိမှာအသင်းတော်တော်များများကမန်ချက်စတာယူနိုက်တက်တွေ့ပြီဆိုလို့ရှိလို့ရှိပေးပေးလိုက်တယ်ဗျာဒီလားအရှိ့ကိုမတက်တော့ဒီအဲ့အဲ့အဲ့ဒီ၃ယောက်တန်းပေါ့နော်ဒီ၃ယောက်တန်းကအဲ့လိုမျိုးအရှိ့ကစောင့်နေတယ်ဗျာဒီလားစောင့်နေတယ်ဒါမှမဟုတ်ကြီးအလဲမှာ box လောက်ထားရတယ်နောက်၂ယောက်လောက်ကဒီမှာနောက်၂ကောင်၂ယောက်လောက်ကအဲ့တော့ကိုသမားပေးလိုက်လို့ရှိလို့ရှိရင်ဒီဘက်ကိုပေးမလားဒီဘက်ကပေးတဲ့ကောင်ကလည်းဒီနေရာမှာတကောင်ကလာမယ်ဒီမှာတကောင်ကလာကတ်ထားမယ်ဒီကောင်ကဒီကောင်ကလာကတ်ထားမယ် တော့ဒီနေရာမှာတစ်ခေါက်ပြတ်မယ်ဒီနေရာပေးလို့ရှင်လည်းပြတ်ဒီနေရာပေးလို့ရှင်လည်းပြတ်ဒီနေရာပေးလိုက်လို့ရှင်လည်း box မှာလည်းပြတ်အဲ့တော့အဲ့ဒီဟာကတော်တော်ဒုက္ခရောက်နေတာပေါ့နော်အဲ့အနောက်ထဲကနေပြီးတော့အရှိကို ပေးနိုင်ဖို့ဟာတော်တော်ဒုက္ခရောက်နေတာပေါ့နော်အခုအချိန်မှာတို့လုံနိုင်တာတကူကတော့အခုအမြဲတမ်းဖြစ်နေတဲ့ဒီ counter pressing ပေါ့ counter pressing တော့သူအဲ့နေရာနေ light press press ဘောလုံးပြန်ရတယ်ပြီးတော့ transition လုပ်ပြီးတော့ခုန attack လုပ်တယ် download တို့ပြေးထွက်တို့မျိုးခုနလိုမျိုးတွေနဲ့အဲ့လိုမျိုးလုပ်တယ်ပေါ့နော်ကနာချိုကလည်းကိုသူအဲ့ကောင်တကူဝင်သွားတယ်အဲ့ကောင်ကလည်းတကယ်ကနာချိုကလည်းပြောတော့ပြောတာ तू သူဒီလိုကစားမျိုးမျိုးနဲ့ကစားမယ်ဆိုလို့ရှိရင်ကနာဂျိုကကျတော့အန်ဝင်နေဗျတင်လားသူမျိုး account နဲ့ attack နဲ့ line နေတယ်အဲ့နေရာလေးမျိုးဘောလုံးဝင်သွားတယ်ကျတော့ goal လည်းရသွားတော့အန်ဝင်တယ်တခြားနီးစနစ်နီးပုံစံမျိုးနဲ့ကစားမယ်ဆိုလို့ရှိရင် position base ကစားမယ်ဆိုလို့ရှိရင်ကနာဂျိုကအန်ဝင်ဘောချေပြောက်တယ်ဘောနော်အဲကျွန်တော်ပြောချင်တာအဲ့တော့ဘောနော်အာဒီအခုလာမဲ့ Leon နဲ့ပွဲမှာတော့ ဟိုနေ့ကလိုမျိုး UAD နဲ့ Casemiro တို့နဲ့ပဲအလင်းမှာပဲပွဲထွက်လာပါနှစ်ယောက် defensive ကောင်းကောင်းနှစ်ကောင်းတွေပွဲထွက်လာလိမ့်မယ်အဲအဓိကကတော့သူတို့ဟို Lacazette တို့အာ Tolisso တို့အာ Cherki တို့သူတို့ရဲ့ပိုပြီးတော့ CC နဲ့ဘယ်သူလဲမသိဘူးညအဲကောင်လည်းကောင်းတယ်သူတို့ရဲ့ run နေပေါ့เนาะအဲ့လိုသူတို့ run နေရလဲအဲ့ Leon ရဲ့ run နေလဲဘယ်လိုမျိုးအဲ့လိုမျိုး run နေကိုသူတို့ကာပြီးတော့ ပြန်ပြီးတော့ counter attack ပေါ့နော် counter attack တော့ counter pressing နဲ့ပြန်ပြီး transition နဲ့ကောင်းကောင်းနဲ့ဒါတိုက်ရမှာပေါ့နော်ဒီနှစ်ကတော့ကျွန်တော် Europa League ပဲကျွန်တော်တို့အတွက်မျောမှန်းချက်မျောမျောလင်းချက်တွေရှိတော့ပေါ့နော် Premier League ကတော့မျောလင်းချက်ကိုခံနေပြီပေါ့အဲ့တော့နောက်နှစ်မှာတော့ဘလို့အခြေအနေလာမလဲဆိုတာတော့စောင့်မျှော်ကြည့်ရှုအောင်ပါပေါ့ကဲကျွန်တော်ဗီဒီယိုလေးကတော့ဒီနေရာမှာပဲကျွန်တော်ဆုံးသက်လိုက်ချင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုပြန်အောင်ကြည့်စုပေးတဲ့အတွက်အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ